တနင်္ဂနွေသားမိများတို့တပတ်တာကင်ကျမနမိတ်ဖြစ်တယ်ပေါ့နော်ဆရာတို့အခုဒီကနမိတ်လေးတွေနော်ရရှိလာတယ်အဲ့တော့အခုဒီကနမိတ်တွေရဆရာတို့တနင်္ဂနွေသားမိတွေကပေါ့နော်ဒီဘက်မှာတဲ့နော်ကိုကနော်လက်ရှိမှာဆိုလို့ရှင်နော်ဟိုပြောမှာဆိုလို့ရှင်ရန်ကြီးကြိုးစားခဲ့တော့နော်ရန်ကြိုးစားရောဒီလိုဒီတစ်ပတ်ထဲမှာကတော့ခြေဝင်လက်ပန်းကျနေတတ်တယ်နော်အခုဒီဗီဒီယိုနားထောင်နေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီအရာကနေပြီးတော့ကိုကနော်ကိုကိုကိုဆရာကိုကနားယူယူပြီးတော့စိတ်သက်လူသက်နဲ့ပြန်သွား အောင်မြင်မှုအရယူနိုင်မယ်အောင်မြင်မှုရယူနိုင်မယ်နောက်ထပ်ခြေလှမ်းတည်ဆနိုင်မယ်ကိုယ်ဘဝအတွက်လမ်းကြောင်းပိုကောင်းမွန်တဲ့လမ်းကြောင်းတွေချမှတ်နိုင်မယ်နော်လုပ်ငန်းနဲ့ပတ်သက်လို့အခွင့်အလမ်းတွေဖန်တီးနိုင်မယ်နော်အဲတော့နှစ်ဆဆရုပ်ပေါ်နှစ်ဆကြိုးစားပြီးတော့အောင်မြင်မှုနှစ်ခုပေါ့နော်မတူညီအောင်မြင်မှုနှစ်ခုတောင်အရယူနိုင်တဲ့နိမိတ်မျိုးဖြစ်တယ်ဒီကာလမှာကအဲတော့ခြေလှမ်းနဲ့ပတ်သက်လို့ရှိရင်တော့ပြောမယ်ဆိုလို့ရှိရင်ဒါကိုက ဟိုကိုယ့်ရဲ့ဒီအခြေအေးကိုဆေးရောကိုယ်ကနှစ်ပြီးတိဆောက်နိုင်လိမ့်မယ်။နောက်ချက်လေးကမရှာမရရှိသေးရလို့ဆိုရင်တော့ဒီနှစ်ရောက်ပေါ့နော်။ဟိုကို option တစ်ခုရှိတာပေါ့။အဲကိုကြိုက်တဲ့လူကဒီနှစ်ရောက်ထဲနေပြီးတရားကိုရွေးချယ်နိုင်တယ်ပေါ့နော်။အဲ့လိုမျိုးကိုတဘောချိုင်းလူနှစ်ရောက်တော့တွေ့နိုင်တယ်နမိတ်ရှိတယ်။ဟိုငွေကြေးကန်ဆိုလို့ရှိရင်လည်းဘယ်မှာဆိုရင်တော့ဒါကိုကျိုးစံကျိုးစံရောက်ရနိုင်တဲ့ကန်ရှိရတဲ့အတွက်ကြောင့်ဒီတစ်ပတ်မှာတော့အချိန်ကြီးကိုဖြုံးမယ်နဲ့တိကျချိုးရသေးချင်ပါတယ်။ ကွန်မန့်မှာเนาะကွန်မန့်မှာငါနှစ်ဆချိုးသားမယ်ဆိုပြီးရေးသွားပါเนาะပြီးတော့ဆရာကဒါအားလုံးလည်းခြုံခေါ်တာဖြစ်တယ်တကယ်မင်းတို့တိတက်မေးချင်တာရှင်ဆက်စီမှာစာပို့ဝင်မေးလို့ရတယ်ပေါ့เนาะဆရာအားလုံးနဲ့တင်တော်တဲ့ညီအစ်ကိုကတက်မှတ်ပေးထားပါတယ်ဒီဗီဒီယိုလည်းကန်ရှင်လို့တာမိပါအားလုံးကိုစနေဖျားကျမ်းမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ်တရင်လာသားသမီးများတော့တပတ်တာကင်ကြမာနမိတ်ဖြစ်နေပေါ့နော်အဲ့တော့ဆရာတို့အခုဒီအကယ်ဒမီရာတရင်လာသားသမီးတွေကဒီမထင်းပါနော်ပြောမယ်ဆိုလို့ရှင်စိတ်ရှည်ရမယ် တီးခံမှာဆိုရရှိရမယ်နော်အဲတော့ဖြစ်လာတဲ့အတွက်ကျွန်တော်များကိုကအာခံနိုင်ရှိရှိနဲ့ရင်ဆိုင်ရအဲငွေကြေးကံတော့လက်ထဲမှာငွေရတော့မြဲနေမှာလက်ရှိနေမှာနော်အဲတော့ငွေကိုစုဆောင်းမိနိုင်မယ်ငွေမြဲမယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံတာတွေချေးရငှားတာတွေလုံးလို့မရပါဘူးနော်ဒီဒီဘက်ထဲမှာကနော်အော်ပြီးတော့ကောဒီဘက်ထဲမှာပြောဆိုကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့စိတ်ကအမြဲတမ်းအတက်ကြနေများနေတယ်ဒါပေမဲ့ကိုကပြောလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ထိန်းချုပ်ပြီးလို့ရှိရင် လုံးစင်လုံးတဲ့အရာကိုဦးစားပေးလှုပ်သွားနော်ဒီလိုဆိုတော့ကောင်းကျိုးတွေခံစားရမယ်အဲပြောမှဆိုစားစားရင်းကိစ္စရောတတိထားပြီးလုပ်ပါနော်ဟိုကိုကဟိုအရေးကြီးတဲ့အရာတွေဆုံးဖြတ်နိုင်လိမ့်နော်ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးနားလည်ပြီးတော့တော့တေချာကြိုးစားနိုင်လိမ့်မယ်နော်ဟိုရတဲ့မှာအခြေအနေပတ်သက်လို့ရှိရင်ကိုကပြောမှဆိုလို့ရှိရင်စိတ်ကောနှစ်ဖက်ဖြစ်တတ်တဲ့အခြေအနေမှာလေနော်အဲနောက်ဖက်ဆော်မှရှေ့ပဲတွေ့ရမှာလားဒါမျိုးရောဖြစ်တတ်တယ် ့ဘယ်သူရွေးရမလဲဒါမျိုးလေးစိတ်နှခွာဖြစ်တဲ့တယ်ဒါပေမဲ့စိတ်ဆန်းမရှိဘူးအချိန်လေးယူလိုက်ဒီဘက်မှာဘာမှတိတ်ဆုံးမချက်မချသေးနဲ့ဩနော်အဲတေချာချက်လက်လေးစုတေချာဒီချက်ဒီကြောထဲမှာအချိန်ယူတင့်စဉ်းစားပေါ့နော်ပြန်ပါလိုက်တေချာလုတ်ဝင်လေးထွက်လေလေးမှတ်နော်အဲ့တော့ဒီလိုမျိုးလေးဆိုရင်တော့အော်ဒီကြောထဲမှာပြင်ဆင်တေချာပြင်ဆင်ပြီးတော့ပြင်ဆင်နိုင်မယ်ပေါ့နော်အနာဂတ်အတွက်တေချာပြင်ဆင်နိုင်လိမ့်မယ်အဲ့တော့ comment မှာနော်ငါလက်ထဲမှာငွေမြဲပြီးတော့ငွေတွေပွားလာပြီဆိုပြီးတော့ရှင်းသွားပါနော် အဲ့တော့အားဆိုအားလုံးအတွက်ဆရာကချုပ်မိဟောဖြစ်တဲ့ကြောင်းเนาะမိမိတို့တိတိမေ့ချင်တာရှင်ဆက်စီမှာလာမိလို့ရပါတယ်ဒီလိုလေးကိုလိုက်ကန်ရှယ်လုပ်တာပေးပါเนาะအားလုံးပဲကိုစိတ်နဲ့ဖခင်ကျဲမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ်အင်းငါသားသမီးများတို့အတွက်တပတ်တာကင်ကြွားနေဖြစ်တယ်ပေါ့เนาะအဲ့တော့အခုဒီကနမိတ်တွေရာကเนาะကိုကဒီရက်ထဲမှာဝေးချင်းနဲ့ပတ်သက်လို့ရှင်တော့เนาะကိုရှာဖွေနေတော့ကိုရမယ်เนาะပြောမယ်ဆိုရင်တော့ကိုက ဟိုကိုလုံးသမျှဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပြောလို့ရအဲ့တော့တတိလေးတော့ထားပေါ့တတိထားဆိုတာဟိုကိုကိုရင်းညွန်ညူးလုံခဲ့ပြီးတော့မလုံနဲ့တခြားကိုတတိလေးကိုစိတ်ကိုယ်တိုင်အောင်ထိန်းပြီးတော့ပြန်လာတခြားစေးဆက်လုံဆောင်သွားမယ်ဆိုရင်ဟိုကြည့်ခံရောနော်ဒါတော်တော်လေးကောင်းပုံနဲ့နမိတ်ပါပဲနော်ဒီဒီဘက်ထဲမှာကငင်္ဂလာသမီးကြီးကအဲ့တော့အခြေခံလည်းကောင်းတယ်တခုရှိတာကအခြေနဲ့ပတ်သက်လို့ရှိရင်ကိုကဟိုပေါ့မရွယ်ပဲနဲ့ပေါ့ နော်မရေမဲနဲ့ဟိုအို့ချစ်သူကအထင်လွဲတော့ပဲကိစ္စပဲလောက်တတ်တယ်နော်အဲ့အားမျိုးလေးတွေကတော့မဖြစ်အောင်တရီထားအာပြီးလို့ရှိရင်ကိုယ့်ဘက်ကမှန်မှန်ကန်ပဲသွားနော်ပုံလေးလည်းမဲသွားရိုးသက်သာပဲသွားပြီးလို့ရှိရင်ဟိုအများကြီးဟိုလှုပ်လှုပ်တဲ့ခါမှာတစ်ဖက်တော့ရင်းကြီးသူများကိုမယုံကြည်နဲ့ပေါ့နော်ဟိုကိုကသူ့ကိုယုံကြည်ပြီးတော့အကုန်လုံးဝါကွတ်အပ်လိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းအဲစိတ်ပူပန်ရတဲ့ကိစ္စမျိုးကြုံတတ်တယ်နော်တက်ဆာပေါက်ခံတတ်တယ်အဲတော့ကိုကဘာလို့ကိုယ်ကိုယ်ရဒီလိုမှထဲမှာလောက်ပါစိတ်သက်သေချာဆိုတာလောက်ပါနော် မပေါ်ရောက်ပါနဲ့နော်ဒါဆိုရပါတယ်နော်အဲ့တော့ကိုမန်မှာနော်ဒီဘက်မှာနိုင်အချီမူကြီးကန်လေးကောင်းလာပြီဆိုပြီးတော့နော်ကိုဘက်မှာရေးတော့ပါဆရာအားလုံးနဲ့ချုပ်ပြီးဟောပြရဖြစ်တယ်နော်ဒီလိုမျိုးတော့တိတိမေးချင်တာရှင်လာမေးလို့ရပါတယ်အားလုံးနဲ့တင်တော်တဲ့ညမှုဆောင်ကဆရာတက်မှတ်ပေးထားပါတယ်နော်အော်ဒီလိုလေးလည်း like and share လုပ်ကြပေးပါအားလုံးပဲကိုစင်ဖျားကျမ်းမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ် ဗုဒ္ဓဥရာဥသာလေးများ drag ပေါ့နော်တပတ်တိုင်းကကျွန်မနာမည်ဖြစ်တယ်အဲ့တော့အခုဒီကနေ့မိတ်တွေကဆရာဗုဒ္ဓဥရာဥသာလေးတွေကပေါ့နော်ကိုယ့်ရဲ့ဒီလာမယ့်နော်ကာလတွေအတွက်နော်ကိုယ့်ရဲ့အနာဂတ်ကာလအတွက်တေချာသုံးတန့်ပြီးတော့လောက်ရမယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုဟိုပြောမှဆိုရင်တော့တေချာကျင့်သုံးမချက်တွေတေချာခိုင်းပါလောက်ချိန်ပြီးတော့လောက်ရမယ်စေခံကြကတော့စိတ်ခံစားကြတော့ဥလာပြလို့မရပါဘူးနော် အရှင်းနဲ့ပတ်သက်လို့တော့ကိုယ်တကယ်ဒီမဲ့ချစ်တဲ့လူအဲကတော့ကိုယ်တကယ်ချစ်ရတဲ့လူကိုယ်တကယ်စိတ်ကူးထားတဲ့လူမျိုးလေးနဲ့တွေ့နိုင်နေပေါ့လေနော်အဲ့တော့အရှင်းကိစ္စတွေကပြောမယ်ဆိုလို့ရှိရင်လင်းလင်းမြန်မြန်ဖြစ်သွားနိုင်တယ်လင်းလင်းမြန်မြန်ကိုဖြစ်သွားနိုင်တယ်နော်ကိုယ့်ရဲ့စိတ်ထဲမှာလာတကယ်ကိုဟိုရုံကြီးနဲ့ထားလေးလေးနဲ့ထားနော်တကယ်ကိုတန်ဖိုးထားပေါ့နော်ဒီလိုဆိုရင်ချင်းနဲ့ပတ်သက်ပို့ပြီးအဆင်ပြေနိုင်တယ်ပို့မတက်ဆန်နိုင်တယ်ကာလာဖြစ်နိုင်တယ်ပြီးတော့လုပ်ငန်းတွေလုပ်ငန်းတွေမြန်မြန် solution ထားအောင်ပွဲရမယ်ကာလာပြောလို့ရတယ်နော်အဆင်ပြေအောင်မြင်မယ်ဆိုတဲ့ကာလာလို့ပြောလို့ရတယ် အော်ခီးဝရံတော့မယ်ဆိုရင်လည်းဒါကောင်းပါတယ်ခီးနော်စိတ်ချမ်းသာခြင်းအကောင်းနဲ့ခီးလေးတွေဖြစ်ပေါ်လာနိုင်ပါတယ်အော်ကိုကဒီတစ်ပတ်ထဲမှာဆိုလို့ရှိရင်ကိုရဲ့စိတ်ခံစားချက်တွေနော်စွန်စင်းစားဖို့မဲ့ချက်တွေဒါလေးတွေကိုဒါတေချာချေယူပြီးတော့နော်တတိလေးနဲ့ထိန်းထားနော်ဒါဆိုလို့ရှိရင်ဒီဘက်မှာကိုယ်တွေအောင်မြင်မှုကတေချာပေါ့ကိုယ်တွေဖြစ်တယ်နော်နော်ဆရာဒါအားလုံးနဲ့ချုပ်ပြီးဟောတာဖြစ်တယ်အော်ကွန်မန့်မှာနော်ငါစိတ်ချမ်းသာပျော်ရွှင်နေပြီဆိုပြီးရေးသွားပေါ့နော် ။အဲဒီလိုမိမိတို့တည်တဲ့မေးချင်တာလေးရှင်ဆက်စီမှာလာမေးလို့ရတယ်။ဆရာအားလုံးတို့တက်တော်ရညမှုဆိုတာကသတ်မှတ်ပေးထားပါတယ်နော်။အော်အားလုံးပဲကိုစင်နေပြန်ကြမ်းမှဆန်းကြပါလိမ့်ဒီဗီဒီယိုလေးလည်း share လုပ်သွားပေးပါ။ကြာလာဒေတာသမီးများအတွက်တပတ်တကကြာမှနေဖြစ်တယ်ပေါ့နော်။အဲ့တော့အခုဆရာတို့ဒီကနေ့မိတ်ဒီရန်ကကြာဒေတာသမီးတွေကဒီမှာနော်ငွေကြေးကန်ထူးထူးရှားရှားရှိအဲ့ငွေကြေးနဲ့ပတ်သက်လို့ခွင်လန်းကောင်းနေနော်ငွေကြေးတန်းကြောင်းတစ်တေလုပ်ငန်းကိန်းငန်းတစ်တေနော်စီးပွားရေးနဲ့ပတ်သက်လို့ခွင်လန်းနေတာမျိုးပေါ့လာတဲ့နာမည်ဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်ထဲမှာက အဲ့တော့အခြေအနေပတ်သက်လို့ရှင်လဲကိုကအချစ်ခံနော်စောဆောင်မှုရရှိရဲ့စမ်းပွင့်မယ်ကိုပကသစ္စာရှိရှိမှန်မှန်ငယ်ငယ်လာချစ်ပေါ့နော်တချို့ကြတော့အပြော်တော်ရရရှိရင်လေအဲ့လိုအပြော်တော်ရရပိုင်းညနော်တကယ်ကိုလေးလေးလားချစ်မှာပဲနော်တကယ်ကောင်းကောင်းမှုချစ်မှာပဲအဲအဆင်ပြေမဲ့ကာလာပဲပြော်တွဲခြင်းနဲ့ပါညာဆိုရင်တော့ပြောမယ်ဆိုရင်တော့ငွေကုန်တာပဲရှိနော်ငွေရောကုန်မယ်ပြော်တော့ပြောရမယ်အရင်ညီကိုတော့ဟိုအနာကတော့တန်ဖိုးထားလောက်တဲ့အခြေအနေမျိုးမဟုတ်ဖြစ်တတ်တာပေါ့နော်အဲ့တော့ဟိုကိုကဒီအချိန်မှာ ငွေကကန်ကောင်းတော့ငွေ၃ညစင်လေးတဖွားဖွားတော့ပေါ်တတ်တယ်နော်အဲ့တော့ငွေတော့ပြောမယ်ဆိုရင်တော့ငွေချင်းနဲ့ပတ်သက်ပြီးအပြော်ရှာတတ်တာပေါ့နော်ဒါတော့တခုဝယ်လိုက်ရမှပျော်တာလို့နော်တခုသွား supply ကပတ်သက်နေတုံးလိုက်မှပျော်တာမျိုးလို့အဲ့လိုတော့ဖြစ်တတ်တယ်အဲ့စိတ်ကလေးကနိုင်အောင်ထိန်းပြန်နော်အဲ့ကလေးနိုင်အောင်ထိန်းနိုင်ပြီဆိုရင်တော့ရအဲ့တော့ကိုကဒီဘက်ထဲမှာကန်ကောင်းခြင်းဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကို agent အောင်ထားမယ်ကြည်ရအောင်ထားမယ်နော်လှလှပပလေးနေထိုင်သွားမယ်ဒီဘက်တလုံးပေါ့နော်တစ်ဆန့်ရှင်တို့ရဲ့လှလှပပနေထိုင်သွားမယ်ဆိုရင်ကန်ကောင်းခြင်းနေနဲ့ပြေဆုံးပြီးတော့ဆောင်းရဲတလမြလေးတွေကနော်အဆင်ပြေလာပါလိမ့် နော်အဲ့တော့ comment မှာနော်ဒီဘက်ကကလှလှပပပြောပြောရှင်ဖြတ်တတ်မယ်ဆိုပြီးရေးသားပါနော်အဲဆရာအလုံးနဲ့ချုပ်ပြီးဟောပေးတာဖြစ်တယ်မင်းတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမိလို့ရပါတယ်နော်အဲ့တော့ဒီလိုလိုလေးလက်ခံရှင်လောက်တာပေးပါအားလုံးပဲကိုစိနေဖျားကျမ်းမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ်တောက်ကြသားသမီးများတော်တပတ်တိုင်းကကျွန်တော်နေဖြစ်တယ်ပေါ့နော်ဆရာတို့အခုဒီကနေမိအရာတောက်ကြသားသမီးတွေကပေါ့နော်သူကခွန်လန်းကောင်းနေเนาะပဲလောကလက်စွပ်လက်ခံပြုတ်နိုင်တယ်เนาะရှားယူနိုင်တယ် ဟိုမထင်မှတ်တဲ့ခီးကြီးတွားနိုင်တယ်နော်ဟိုမထင်မှတ်တဲ့ခီးကြီးတွားနိုင်တယ်လို့ရှင်းလင်းရမယ့်အစားလေးပေါ်လာတဲ့လူရသာရှင်းလင်းပေါ့နော်ဒါကြီးကကိုကအနိုင်ရရှိမှာပါပဲမှန်မှန်ကန်ကန်လားဆိုဟိုပြောမယ်ဆိုရှင်းလင်းနိုင်လိမ့်မယ်ပေါ့နော်ပြီးတော့လူသစ်စိတ်တဲ့နဲ့စတင်ရမယ်လူသစ်စိတ်စတင်ရမယ်အော်ပြောမယ်ဆိုတော့ဟိုဘောဆရာတို့ရောဟောင်းကျွေးပြီးရက်တဝေးတယ်လို့ပဲပို့တော့မကောင်းတဲ့ကန်တွေပြီးသွားပြီးတော့ကောင်းတဲ့ကန်တွေရလာမယ်ကာလာဖြစ်တယ်နော်အဲ့တော့ဒီလိုမျိုးလေးပဲဘဝေးဆဆလာလာပါပါနဲ့အောင်မြင်မှုလေးရယူမယ်ခွန်လန်းကောင်းလေးရယူမယ် ဒီတော့မှလူသစ်စစ်တင်းနဲ့စတင်ရမှာပဲเนาะအဲ့တော့ကိုယ့်အစီအတီးကပေါ်ပန်းရွှင်နေလမ်းစံနေလို့လဲတယ်။အချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဟိုအချစ်ကိုပုံစံအစ်တတမျိုးနဲ့ခံစားရတာပေါ့နော်။လာလာပတ်ပတ်လေးခံစားရမယ်။အခုလက်ရှိကိုယ့်အခြေအစဉ်ပြေဦးဆိုရင်စင်ပြောင်လုံးနိုင်မယ်။ဟုတ်ရင်လည်းစင်ပြေအခြေအတခုပေါ့အစ်တတခုတိဆောက်နိုင်မယ်။အဲ့တော့ဟိုကိုယ့်ရဲ့ဘဝကိုပုံစံအစ်တတမျိုးအမြင်တမျိုးနဲ့ဒါကမြင်နိုင်မယ်ပေါ့နော်။ဟိုပြောမှဆိုလို့ရှိရင်လိုလိုလပေါ်ပေါ်မှာပြန်တန်းပြီးတော့ကိုယ့်ဘဝကိုအကောင်းဆုံးပေါ့ပုံဖော်နိုင်မယ့်နေ့ရက်တွေပိုင်ဆိုင်မယ်ပေါ့အထာမျိုးပြောလို့ရတယ်နော်။ ။အော်တကယ်လို့ပေါ့နော်ဆရာတို့ဒါမိမိတို့တည်တံ့လေးမေ့ချင်တဲ့ရှင်ဆက်စီမလာမလို့ရတယ်။နော်ဆရာဒါချုံပြီးဟောပြရဖြစ်တဲ့အတွက်ကြောင့်ပေါ့။အဲ့တော့ comment မှာငါလူသစ်တဲ့နဲ့စတင်မင်းဆိုပြီးတော့နော်ရေးတာပါ။အာတကယ်လို့မိမိတို့တည်တံ့မေ့ချင်ရှင်လာမေးပေါ့။ဒီလိုတွေလည်းကန်ရှယ်လုပ်တာပေးပါ။ကျေးဇူးများတင်ပါတယ်နော်။အားလုံးပဲကိုယ်စဉ်ဖျားကျမ်းမှာချမ်းသာကြပါစေ။စနေသားသမီးများတို့အတွက်တပတ်တိုင်းကကျွန်မနာမည်ဖြစ်နေပါတော့เนาะအဲ့တော့ဆရာတို့ခုဒီကရမိတ်တွေညာပေါ့เนาะစနေသားသမီးတွေကဒီတစ်ပတ်ထင်းမှာเนาะကိုယ့်ရဲ့စိတ်ကြရเนาะအတွက်အတက်ကြံလေးတွေများနေတတ်တယ် ဒါပေမဲ့ကိုကဘယ်ပေါ်မှာအယုံဆိုင်နေပေါ်မူတည်ရပေါ့နော်အဲ့တော့ကိုကစိတ်ကလေးချက်ကမကောင်းဘူးဆိုတော့အမကောင်းတဲ့အတိုင်းပဲနေမှာလားဒါမှမဟုတ်ကောင်းတဲ့အရာတွေအယုံဆိုင်ပြီးတော့ကောင်းအောင်ပဲကိုယ့်စိတ်ကိုပြင်မလားအဲ့ပေါ်မှာမူတည်အဲ့တော့နမိတ်ရချင်းချင်းပြေးလို့တာကတော့ကောင်းတဲ့အရာတွေကိုကြည့်အခွင့်အလမ်းကိုမြင်အောင်ကြည့်ကိုယ့်စိတ်ကိုမြင်ကြည်လင်နေအောင်တက်ချွာနေလောက်တာအဲ့ဒီမှာကိုကစိတ်ကြည်လင်ဖို့ပဲမြင်ဦးစားပေးတာဒါမှကံကောင်းမယ်ဟုတ်ပြီနော်စိတ်ကြည်လင်အောင်နေမယ်ကံကောင်းအောင်ကိုအမြဲတမ်းတည်ဆောက်မယ်တတိထားပြီးနေမယ်ဆိုရင်ကိုကငွေချင်းနဲ့ပတ်သက်လို့ရှိရင်လေဒီမှာနော်အဲခိုက်တဲ့ငွေချင်းလေးတွေဝင်လာမယ်အဆင်ပြေမယ် ခြေနဲ့ပတ်သက်လို့ရှင်လဲတာပြဿနာရှင်းနိုင်နော်ပြဿနာရှင်းနိုင်တယ်လူသစ်စိတ်တဲ့အခြေအယူပုံစံတဲ့နဲ့ရှင်းစနေကိုခွန်အားရအဲ့တော့ဟိုပေါ့မလွတ်တဲ့ပြဿနာရှင်းနိုင်တယ်ပေါ့လေနော်အဲ့တော့ပြောမယ်ဆိုလို့ရှင်အာကိုမထင်မထားလာအောင်ကိုအကုန်လုံးပြင်းနေသွားမှာဟွာပေါ့နော်အဲ့လိုမျိုးဖြစ်တော့ဟွာမိုင်းလိုက်လာပေါ့နော်အဲ့လိုမျိုးတော့ဖြစ်သွားမယ်နော်အဲ့တော့ဟိုကိုကကိုယ့်ကိုယုံကြည်မှုစိတ်လေးနဲ့ကိုယ့်ကိုချစ်တဲ့စိတ်လေးနဲ့နော်ကောင်းဆုံးပြောရှင်လာတော့ပါရှေ့ကိုဖြတ်တတ်မှာဒီတစ်ပတ်မှာ ိုင်ဝကြီးလေးတွေရောအခြေလေးတွေရောဒီလုပ်ငန်းပိုင်းဆန်လေးတွေပါဟိုဒါအဆင်ပြေမှုလမ်းကြောင်းမှန်လေးပေါ့ရောက်လာပါလိမ့်မယ်နော်အဲ့တော့တကယ်လို့မိမိတို့တည်တံ့မေ့ချင်တာရှင်ဆက်စီမှာလာမေးပေါ့နော်အဲ့တော့ကိုမန့်မှာနော်ငါနဲ့ထိုက်တန်တဲ့ငွေကြီးတွေရရှိလာပြီဆိုရေးသွားပါနော်ဒါကြောင့်ဆရာတို့ဒါအာကိုကပေါ့နော်တည်တံ့လေးမေ့ချင်တာရှင်တော့စာပို့ထားပါနော်အဲ့တော့အားလုံးပဲကိုယ်စိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေဒီဗီဒီယိုလေးလည်းကန်ရှယ်လုပ်တာပြပါကျေးဇူးများတင်ပါတယ်